စင်အုပ်ချုပ်ရေးအမေကြီးညာကဲ့သို့တန်ကိုရီးယားတာမရယာဒူးကနေအပြေးတိုင်းဖယ်ရှားခံရန်အရေးပေါ်စင်အုပ်ချုပ်ရေးအမေကြီးညာကဲ့တာကိုအကြောင်းပြုပြီးယာဒူးကနေဆိုင်းငံ့ခံထားရတဲ့တန်ကိုရီးယားတာမရယုံဆိုယောဟာယာဒူးကနေဖယ်ရှားခံရပြီဖြစ်ပါတယ်ဒီစင်မာသုံးရက်နေ့ကတက္ကပါလုံးအာအာသွားစေတဲ့စင်အုပ်ချုပ်ရေးအမေကိုထုတ်ပြန်ခဲ့တဲ့နောက် တန်ကိုရီးယားလွှတ်တော်ရင်ဆွဆွဲပြစ်တင်မှုကိုခံရပြီးရာဒူးကနေဆိုင်ငံခံထားရတဲ့ယုံကိုမူလရာဒူးမှာပြန်လဲခန့်အပ်သေးသလားအပြေးတိုင်ဖယ်ရှားသေးသလားဆိုတာကို AP ၄ရက်နေမှာတန်ကိုရီးယားအခြေခံဥပဒေခုံရုံးကစီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။ယုံရင်ဆရာဦးချော်ရဲ့အမိတ်ကြီးညာမှုဟာလွှတ်တော်ရင်တံပြန်မဲခွဲပယ်ဖြစ်မှုပြည်သူတွေရဲ့စားချင်မှုတွေကြောင့်၆နိုင်ရီလောက်အကြာမှာပဲရုတ်သိမ်းခဲ့ရပါတယ်။ ယုံရင်ရေးပေါ်စစ်အုပ်ချုပ်ရေးအမဲကြီးညာချင်းဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့အတိုက်ခံတွေကဆိုဆွဲပြီးလွတ်တော်မှာသူ့ကိုဆိုဆွဲအပြစ်တင်မှုမဲခွဲဆုံးပြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆိုဆွဲအပြစ်တင်မှုဟာတည်တော်မှန်ကန်သလားဆိုတာကို အခြေခံဥပဒေခုံရုံးကလက်အတော်ကြာကြားနာဆစ်ဆဲပြီးအခုတော့အပြစ်သက်စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ယုံရဲရှင်တွေကတမရဟာအရေးပေါ်စစ်အုပ်ချုပ်ရေးအမိတ်ကြီးညာခွေအာနာအပြည့်ရှိပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအချိုးဖောက်မှုမမြောက်ကြောင်းခုခံရှောင်လဲခဲ့ပါတယ်။ယွန်းကလည်းသူဟာဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့တောင်ကိုရီးယားမှာစစ်အုပ်ချုပ်ရေးကိုအပြည့်အဝကြီးတုံးဖို့လုံးဝမရည်ရွယ်ခဲ့ပဲလွတ်တော်ကိုကြီးစိုးထားပြီးအစိုးရကိုထောက်ရှောက်နှောက်ယှက်ပေးနေတဲ့အတိုက်ခံအင်အားစုတွေကိုတင်ပြန်ဖို့တာရည်ရွယ်ခဲ့တယ်လို့အကြောင်းပြခဲ့ပါတယ်။သူကအဲ့ဒီအတိုက်ခံတွေဟာမြောက်ကိုရီးယားနဲ့ဆက်ဆက်တဲ့ကွန်ပျူနီတွေလို့လဲဆိုဆွဲခဲ့ပါတယ် ဒါပေမဲ့ခုံယုံဆုံးဖြတ်ချက်မှာတော့ယွန်ရဲ့စစ်အုပ်ချုပ်ရေးကြီးညာအမိတ်ဟာကြောင်းပြချက်ပေးဖြည့်ရှင်းဖို့မလုံလောက်ဘူးလို့ပါရှိခဲ့ပါတယ်။ပြီးတော့အမိတ်ကိုကြီးညာရမှယွန်ဟာတက်မှတ်ထားတဲ့လှုပ်ထုံလုံးနည်းနဲ့အညီဆောင်ရွက်ခြင်းမရှိခဲ့ဘူးလို့လည်းခုံယုံကဆုံးဖြတ်ပါတယ်။ယွန်ဟာသူကအတဝန်ယူအကာအကွယ်ပေးရမယ့်သူတွေကိုထိခိုက်မှုတွေဖြစ်ပေါ်စေခဲ့ကြောင်းစစ်အုပ်ချုပ်ရဲ့အမိတ်ကြီးညာမှုဟာပြည်သူတွေရဲ့နိုင်ငံရေးရပိုင်ခွင့်တွေကိုထိခိုက်စေခဲ့ကြောင်းခုံယုံတရားသူကြီးတွေကယူဆခဲ့ပါတယ်။ နောက်တော့တရားသူကြီးရှိဦးပါတဲ့ကြားနာမှုအဖွဲ့ကယုံကုန်ရာထူးကဖေရှားသေးတယ်လို့တင်းကြီးတညွတ်ဒီမဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ယုံရင်ကိုစားပြုတ်ပါတီကတော့ခုံယုံဆုံးဖြတ်ချက်ကိုလေးစားလက်ခံကြောင်းကြေညာခဲ့ပါတယ်။စီမင်းတွေအရာတမရကိမဲ့သွားပြီးဖြစ်တဲ့တန်ကိုရီးယားမှာနောက်ထပ်တမရတဲ့တင်ပြဖို့ရွေးကောက်ပွဲတစ်ခုကိုနှစ်လအတွင်းကျင်းပရမှာဖြစ်ပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။